အခုကျွန်မ36နိုင်ကျော်လာပါပြီ fasting extended fasting ကျင်တာဆိုတော့36နိုင်ကျော်လာတဲ့ခါမှာကျွန်မခေါင်းနည်းနည်းလေးအုံနေဟိုခေါင်းလုံးလုံးကြိုက်တာဟိုခေါင်းကနည်းနည်းပေါ့နော်အုံတလိုမျိုးလေးဒီပဲဒီနေရာလေးအခုခံစားရတယ်အဲဟိုခေါင်း mild headache လိုမျိုးပေါ့နော်ခေါင်းအုံတာလေးဆိုတော့အဲ့ဒီကျွန်မအခုအဲ electrolyte စားတတ်ပါတယ် electrolyte ကျွန်မတောင်းနေကြ probel ပေါ့နော် probel electrolyte လေးဆိုတော့ခုတစ်ခါတောက်တာကတော့ဒီ orange အရာသားလေးပေါ့နော် um ဆိုတော့ electrolyte စားတောက်တဲ့အချိန်မှာလိုအပ်စိတ်ကကျေနပ်သွားတယ်စိတ်ထဲမှာဟိုဒီကောင်းအောင်နဲ့ဝေဒနာသက်သာသွားတယ်သူက psychologically အရာပေါ့နော်ကျမတို့တခုပါမစားဘူးဆိုတဲ့ခါကျတော့ခန္ဓာကိုယ်ကဒီ တွင်ရပေါ့နော်ဒီရှာတွေပါဇက်ကနေတခုလေးအရသာလေးတခုခံစားချင်တာပေါ့နော်ဆိုတော့ကျွန်တော်ကရှီပဲကျွန်မတောက်လာပေါ့ဒီ36နိုင်လောက်ဆိုတော့ကောင်းနေတဲ့အုံးနဲ့နောက်ကျွန်မတခုတော့ရှီရဲ့ကျွန်မအဲ့လိုနည်းနည်း activity လေးလုပ်မိရလဲပါတယ်ငြိမ့်ငြိမ့်မနေပြဖို့ပေါ့နော်ဆိုတော့အခုလို video ရိုက်တဲ့အပြင်ကိုကျွန်မဒီကျွန်မရဲ့ရာသီဥတုလေးကကောင်းတော့ဒီ channel လေးရဲ့ဆင်းပြီးတော့အာတပ်ပုံလေးရိုက်တာတော့ เนาะဒီအပင်လေးကြည့်ရဲเนาะဒီတခြားအခွန်လေးရှိရဲဟိုပရစ်လိုအကောင်လေးပေါ့เนาะ cicada လို့ခေါ်မြတဲ့ cicada အကောင်အခွန်လေးအဲ့ဒါလေးရှောက်ကြည့်နေလို့ဟိုသွားကြည့်သွားပေါ့เนาะ channel ထဲမှာ channel လေးရဲ့မှာ ရာသီဥတီတွေကတော်တော်ကောင်းတယ်မိုးလေးအောင်ရအဲ့လိုရှောက်လုပ်တယ်နောက်ပြီးတော့အဲ့လိုဗီဒီယိုရိုက်တဲ့ခါမှာလည်း record လုပ်တာပေါ့နော်ဆိုတော့ဘာပဲ tension ရှိတာပေါ့နော်ပြင်ဆင်ရတာနဲ့အဲ့လို tension ရှိတော့အဲ့ဒါကြောင့်လားမသိကောင်းနေနေအောင်ပါနေဖြစ်မှာ36နိုင်ကျော် electrolyte drink လေးပေါ့နော် electrolyte စားတော့ပါတယ်။ဒီ electrolyte တော့ရဲ့အချိန်မှာအော်ရတာလေးတစ်ခုကျမတို့ တွင်းရပါတော့เนาะရှားပေါ့ရပါခန်းစားတော့စိတ်ကျနေပါတယ်ဆိုတော့အဲ့ဒါကျွန်တော်ပါဟိုတော့တွင်းနေလဲဆိုတော့ကျွန်တော်ဒီခန္ဓာကိုယ်ရာဒီအယုံခန်းစားရပါတော့နာဖ်တွေနဲ့ဖွဲ့စည်းထားတော့အဲ့လိုသူရဲ့ဟိုလိုအပ်ချက်ပေါ့เนาะအဲ့ဒါလေးတွားတွေ့နေပါတယ် ဆိုတော့နေမကောင်းဖြစ်လို့ရှိရင်ဟိုအရာကမခံနိုင်မခံစားနိုင်လို့ရှိရင်ဘယ်လိုများဖြစ်မလဲပေါ့နော်ဆိုတချို့လူတိုင်းဆိုလို့ရှိရင်ဒီကတွင်မှာအဲယောဂဖြစ်လို့ရှိရင်အရာကမခံစားနိုင်ပေါ့နော်ဟုတ်ယောဂတွေဖြစ်လို့ရှိရင်ကျမတို့ဒီဝေဒနာတန်တွေကိုဘယ်လိုစိတ်ဓာတ်အင်အားနဲ့ပေါ့နော်ကြုံလာနိုင်ပါမလဲဆိုတာသူကတွေးမိတယ်ဆိုတော့အဲကြောင့်ယောဂရင်းမဖြစ်အောင်တတ်နိုင်ဆုံးဟိုကျမ်းမာရေးကို ထိတ်သိမ်းတာပေါ့နော်ဆောင်းရှောက်တာပေါ့ဆိုတော့ fasting ကလေကျမရဲ့ fasting ကတော့ကျမရဲ့အတိတ်ကနေကောင်းကျမရဲ့ကောင်းကျင်တယ်ကျင်သုံးတဲ့နီလန်တစ်ခုပေါ့ကျေးဇူးကျမရဲ့